မျိုးတွေအလုံးမင်္ဂလာပါကဲဟိုက်စတာကတော့မျိုးတွေအတွက်နော်အကောင်းဆုံးနေတိုက်ဒီရောနော်အကောင်းဆုံးအခွေတွေရောဖန်တီးပေးခဲ့တာပေါတီးတွေနဲ့နော်ဒီတစ်ပတ်မှာလဲဘလူးမှာလဲပြောပြောရှင်းရှင်းနသီးစားရတဲ့နော်အခြေအနေတွေပါကျွန်တော်အမျိုးတွေကိုကျွန်တော်အမြဲပြောတယ်နော်ဂရုကိုလာခဲ့ပါ ဂရုကိုလာရင်အပိုင်ခွေအပိုင်မွေးတွေနဲ့ဒီဘက်တွေအပိုင်လောက်ရမယ်သူရဲ့ကြားရဲ့ရောက်ပြီလို့ပြောနေတယ်လာခဲ့ပါခေါ်တယ်အချို့ရောက်တဲ့မျိုးတွေရောက်တယ်မရောက်တဲ့မျိုးတွေမရောက်ဘူးเนาะကျွန်တော်တို့သုံးခုဆိုတဲ့မိမိကနဲ့အထူးနဲ့เนาะအောင်မြင်ခဲ့ပါတယ်เนาะမနေရအဲ မနေ့ကဒါကျွန်တော်တို့ group မှာခွန်သုံးဆိုတာเนาะနေတဲ့ဂဏန်းရောအောင်မြင်နေကျွန်တော်တို့မင်းမွေးကလည်းအောင်မြင်ခဲ့ပါတယ်ဂရုမနတိစဖို့ဗျာမနေ့ကကျွန်တော်ကဒီဘက်ကအမျိုးတွေမှာကျွန်တော်ဒီ၃ကိုနဲ့၄ကိုကိုအထူးမင်း ရွေးချယ်ပေးခဲ့ပါတယ်။အဲ့ဒီမှာဒီနစ်ခွန်နဲ့ရှစ်သုံးတစ်ကိုလည်းကတ်ချင်ကတ်ပါ။เนาะကျွန်တော်တို့မှာမူရီဆိုင်တွေရှိတယ်။နစ်ခွန်3ရှိအခွေ9ညပြိတ္တိရလည်းရှိတယ်။နစ်ခွန်3ရှိအခွေကလည်းရှိတော့ကြနိုင်ပါတယ်လို့ကျွန်တော်ဒီဘက်မှာပြောခဲ့တယ်။ကျွန်တော်ဂရုမှန်ကတော့ကျွန်တော်မိန်းဒီငနအနေနဲ့ကျွန်တော်ကနေတိုက်ပြီးခဲ့တာက သုံးကိုနှစ်ရှစ်နော်မိန်တင်ပြီးတော့ရှင်းနှစ်နဲ့ခွန်သုံးကိုအရန်ကနန်းဖြစ်ပေးခဲ့တာမနေ့ကခွန်သုံးဆိုတဲ့ကနန်းအောင်မြင်ခဲ့ပါတယ်နော်အဲ့ဒီခွန်သုံးဆိုတဲ့ကနန်းလဲအောင်မြင်ခဲ့တာဖြစ်တယ်လို့ဂရုမာမိန်မွေကနန်းကလေခွန်သုံးဆိုတာပဲဖြစ်ပါတယ်ကျွန်တော်အမြဲပြောခဲ့တဲ့အတိုင်းကျွန်တော်တို့ဂရုမာအခုအလုံးပိုင်းတစ်လုံးကိုဥတည်ပြီးတော့နော် ကနန်းတလုံးနဲ့ကပ်ပြီးတော့အပိုင်ထိုးယူတဲ့စနစ်ကနော်သုံးခွန်ဆိုတဲ့အာမနေ့ကအောင်မြင်ခဲ့ပါတယ်နော်ကျွန်တော်အမျိုးတွေအဲ့ကြတော့ကျွန်တော်ထပ်ပြောချင်တာအခွေကြံသေးတယ်လိုချင်မိသေးတယ်နော်လာခဲ့ဖို့ထပ်ဖိတ်ခေါ်တယ်ကြံနေဟာကအမျိုးတွေတဘောနော်အဲ့ဒီအပိုင်ခွေရလဲကြကိုကြရမယ်မူဆိုင်เนาะဒါကျွန်တော်ပြောပြီးပြီအားလုံးမင်္ဂလာပါ အဲ့ကြတော့ဒီနေ့အတွက်ကျွန်တော်တို့ဘာရွေးချယ်ရတော့မလဲဆိုရင်အခုမူရီဆိုင်တရတော့ဗျာတောက်လျှောက်ကြီးပေးနေရတယ်ဆိုတော့ကျွန်တော်တို့စဉ်းစားရမယ့်အခန်းကဏ္ဍတွေရောက်လာတယ်ကျွန်တော်ဒီဂရေအမျိုးတွေကိုပြီးခဲ့တာ 385စေကနန်းဖြစ်လို့385ဂီဘရိတ်ဆိုတာခွန်ရှိဆိုပြီးတန်းကြခဲ့တယ်ဒီမှာ34ကြောင်း69နှစ်ဂီဘရိတ်က20ဆိုပြီးကြခဲ့တယ်မနေ့က20ကလည်းကျွန်တော် like ကိုကြည့်ရမျိုးတွေအလုံးကျွန်တော်ပြောခဲ့တယ်နော်တုံညာတင်းနှစ်သုံးအဘူပါခွေရရဲ့ချင်းစေပါပြီလို့ကျွန်တော်ပြောခဲ့တယ်ဒီမှာ၅ဗိတ်၅ဗိတ် ဘရိတ်တူဘရိတ်မူဖိုင်စတာတို့ရဲ့အပိုင်းနော်နောက်တစ်ခါဆိုလက်မကြီးနဲ့အပိုင်းထိုးယူရတဲ့ဒုံညာတင်းနဲ့သုံးချက်ချင်းဒါမှမဟုတ်သုံးရက်အတွင်းဆိုတော့ဒီမှာသုံးရက်မှာရေချင်းစိကျွန်တော်အမျိုးတယောက်ကလည်းမင်းရလိုက်ပြောနေတဲ့အချိန်မှာနော်ဒုံညာတင်းနဲ့သုံးခွေလိုက်နေတယ်လို့ပြောခဲ့တာအဲ့ဒီမျိုးဒီအခုကြည်နေသေးရင်လဲပေါက်တယ်မပေါက်ဘူးဆိုတာမှန်မေးပါဦးကျွန်တော်တေချာပေါက်ပြောခဲ့တယ် ဒီတုံညာတိနစ်သုံးခွေကရချင်းပြည့်ဖြစ်တယ်လို့ကျွန်တော်တို့ရဲ့ Five Star တို့ရဲ့ Special မူနဲ့เนาะထုတ်ခဲ့တဲ့တုံညာပိုင်းနဲ့တုံညာနှစ်တုံညာ၄တုံညာ၆တုံညာ၈ဆိုပြီးတော့မိန်တင်ငန်းဟာ40ထပ်ထွက်ထားလို့ထပ်ထွက်အောင်မယ်ထိုးကြပါလို့ထပ်ပြောခဲ့တဲ့အတိုင်းဘ누구တွေမပေါက်တာပေါက်တာတော့မသိဘူး ဖိုင်စတာတို့အဖွဲ့ကတော့40ရတယ်20ရတယ်93ရတယ်ဒီတစ်ပတ်မှာတင်ငန်းကြီးပဲเนาะဒီ93ဆိုနှစ်သီးစာเนาะကျွန်တော်ကနေတိုက်93လဲပေးတယ်ဂရုမာကျွန်တော်တို့ရဲ့ main ဂရုရဲ့ main မွေးဖြစ်တဲ့အာကလည်း93ပါပဲအဲဒါရီယာ5 star တို့ ਨੇ လက်တွဲရေအကျိုးမြတ်ရှိတယ်ဆိုတာ၄ကို ေးသေးချာချာမိမောင်းထိုးပြနေတာဖြစ်တယ်နော်အဲ့ကြတော့အခုလဲပဲ၃ညာ၄ဆိုတော့၄ခုနှစ်ပါတဲ့၄ခုနှစ်ဘရိတ်ဆိုတော့20ဆိုတာချက်ချင်းကြတယ်လို့အခု20ထပ်ပြပြီနှစ်ခွန်၄ကြီးနဲ့နှစ်ခွန်၄ဘရိတ်ချက်ချင်းကြအောင်မလားကြားနိုင်နေနော်ချက်ချင်းကြအောင်ဘာလို့လဲဒီ20ထွက်ပြီးရင်နှစ်ခွန် သုံးညာငါအခွေရချက်ချင်းလိုက်တတ်တယ်လို့သူ့ရဲ့အဓိကမင်းက20နှင်းငါ20နှင်းငါခုနစေပဲเนาะအမျိုးကြီးကြတော့အများကြီးလိုက်နိုင်တယ်เนาะနိခွန်လေးဂိဘရိတ်ကလည်းချက်ချင်းလိုက်နိုင် အဲ့ဒီမှာဖိုက်စတာတို့ရဲ့အခုပြမဲ့လက်တွဲဆိုင်ကလည်းအယမ်းလာတယ်ဗျလာရောက်တိုက်ဆိုင်နေတဲ့မူလေးတွေရှိတယ်အဲ့ကြတော့ကြိုက်နေတဲ့ရင်လဲယူပါเนาะကျွန်တော်မျိုးတွေကိုပြောရင်းနဲ့เนาะ 969ခုရှိကိုအခွေကလာတော့မယ်နော်ဒါကကျွန်တော်တို့ five star တို့ကအမျိုးတွေအတွက်နော်အပိုင်ပိုင်နေပေးခဲ့တာတွေဖြစ်တယ်အဲ့ကြတော့အခုဖြစ်ပေါ်လာတဲ့ကနန်းစီနေရနော်မူရီဆိုင်တွေတအားကြလာပြီခွန်တုံးတွဲရင်ဗာခွေကြရမယ်20ထွဲရင်ဟဟလာလာပြီဆိုတော့ကြိုက်တာ မျိုးတွေလို့ဒီကားက ယုံကြည်မှုနဲ့စေတနာကောင်းမှုပဲလို့တယ်ဖိုက်စတာတို့စေတနာကတော့ထက်ကထက်ကမျိုးတွေပေါ်မှာ ကြေခဲ့ပြီးတာဝန်နေအဲကြတော့ကျွန်တော်မျိုးတွေကအဓိက like နဲ့ sharing လေးတွေလုပ်ပြီးတာဝန်ကြေဖို့ပဲလို့တော့တယ်နော်ဘာမှငွေလဲပေးရတဲ့လုံမို့ပါဘူးလက်မလေးတွေနှိပ်လက်လေးတွေနှိပ်လိုက်တာနဲ့ လိုင်းလေးတွေက မကောင်းဘူးဗျာမျိုးတွေဝင်လိုင်းလေးတွေကမကောင်းဘူးဗျာမျိုးတွေဝင်လိုက်ထွက်လိုက်မလို့နဲ့တော့ကျွန်တော်ဒါဆိုရင်ငဏန်းရေးမပြီးခဲ့တော့ဘူးနော်ဘာလို့လဲလူတယောက်နဲ့တယောက်လေးစားမှုလေးတွေထားပါကျွန်တော်မျိုးတွေအတွက်ကျွန်တော်တို့ကဘာပဲဖြစ်ဖြစ်အကျိုးရှိစေမယ့်ဟာတွေကို ကျွန်တော်တို့ကနော်ပြတ်ပြောပြရအခုဗျာနေလိုက်နေရစလုံးရတယ်ကဲပြောပါဦး နော်မင်းကအနေတိုက်ဆိုရင်ဒီကြီးရှိတယ်ဒါကြီးရှိတယ်ဒီကြီးရှိတယ်ကျွန်တော်တို့ကအဓိကမင်းကဒီနှစ်ခုကိုတွဲတယ်ဒါနဲ့ဒါနဲ့တွဲတဲ့စီမှာ၃ခုမင်းထိုးတယ်နှစ်ခုမင်းထိုးတယ်နော်ကြံနေရတယ်ဒါတွေပြပြီးတော့ကျွန်တော်ကနှစ်ခုနဲ့ဒီ၈၃၁ကြီးလေအမျိုးတွေကြရင်တွဲပါကြနိုင်ပါတယ်လို့ပြောတယ်ကျွန်တော်နှစ်ခု၃၈ အခွေကလည်းကျွန်တော်တို့စီမှာရှိတယ်လို့ပြောတယ်ဘာလို့လဲကျွန်တော်တို့က sharing လုပ်ပေးထားတဲ့အမျိုးကိုနော်ဒီဒီနိခွန်တို့ရှိခွေက sharing လုပ်ပေးတဲ့အမျိုးတွေကိုပေးထားတဲ့အခွေဖြစ်တဲ့အတွက်အဒါတွေရောထိုးပါလို့ကျွန်တော်တို့မှာပြောလို့မရဘူးဒါဟာစီကန်လို့ခေါ်တယ်ဘာလို့လဲသူကကျွန်တော်ကိုချစ်လို့ sharing လုပ်ပေးပြီးတော့လာယူတဲ့ကနေကျွန်တော်ကလည်းသူတို့အတွက်နော်ဒါထားပေးရမယ်စီမင်းစီကန်နော် ဲ့ကြတော့ဖိုင်စတာတို့အဖွဲ့မှာတော့ဒီခွန်သုံးဆိုတာเนาะမင်းတင်ဟိုထိုးရမယ့်အကွက်ဖြစ်ပေးခဲ့တယ်ဒီမှာတော့မပါဘူးဒါပေမဲ့ဗဇက်နဲ့တိတိချာချာပြောခဲ့တယ်မှာခဲ့တယ်เนาะနေခွန်သုံးရှိအခွေရလည်းရှိတယ်เนาะအဲ့ကြတော့နေရှိနေသုံးနေတိခွန်သုံးခွန်ရှိခွန်တိဆိုတဲ့ကဏ္ဍနေရာဖြစ်နိုင်ပါတယ်လို့ကျွန်တော်ပြောခဲ့တာမနေ့ကဟုတ်ကဲ့ပါအဲ့ကြတော့ဒီနေ့ဘာတွေရတယ်လဲဆိုရင် သူ့ရဲ့ဂီးရကကျွန်တော်တို့ဒါတောက်လျှောက်မန်းနေတဲ့ဂီးတွေနိနိတုံညပေါင်းရင်လေဒီလေးကိုအချင်းရတခုဖိုက်စာတို့ယူတဲ့ဒီနိရဲ့၃ရပေါင်းရင်ငါငါ၃ချင်းကတခုနော်ဒီမှာကျွန်တော်တို့ပြသမှန်ရကနောက်ပြီးတော့တခုဟာထပ်ပြီးဒီနိနဲ့၃နဲ့ပေါင်းရင်ငါ ငါဒီကြီးတွေကအထီးပြီးတော့ထွက်နေတဲ့ဟာတွေဖြစ်တယ်အဲ့ဒီကြတော့အခုကျွန်တော်တို့မလုပ်မလဲဆိုရင်ဒီကြီးဆိုရင်ရှည်လာပြီ တောက်လျှောက်ပေးနေတဲ့ကြီးဖြစ်တယ်နိနေတုံညာဆိုတဲ့ကြီးอ่ะအဲ့ကြတော့အခု၄ကိုနဲ့ ငါတုံးနဲ့ပြောရဆိုရင်၄ငါ၄တုံး၉ငါ၉တုံးနော်ဒါနဲ့တွဲမဲ့ဆိုရင်လည်း၄ငါ၄၀၄တုံး၉ငါ၉၀၉တုံးဆိုတော့နှခုတူပြီဒါနဲ့ဒါတွဲမဲ့ဆိုရင်ငါတုံး၅၀ငါငါ၅၀ငါတုံး၃ငါ၃၀၃တုံးနော်ကနန်းကြီးရဲ့လာပေါက်ကြီးကြည့်နော်ကျွန်တော်မျိုးကြီး ပေါ့တိဖြစ်မယ်ဆိုရင်မျိုးတွေတွဲရမှာပဲပေါ့တိဖြစ်ရင်ပေါ့တာဆိုရင်ရှုံးစရာမျိုးတွဲရမှာပဲအဲ့ဒီအမကျောင်းကကျွန်တော်အမျိုးတွေကိုအပိုင်နှစ်ကွက်ထဲရွေးချယ်ပြီးမှာအရန်လာပါလေခင်ဗျာအဲ့ကြတော့ဒီမှာကိုငါကိုတုံးဟာ90ဟာ နှစ်ခုလုံးမှာပါနေတယ်လို့ကျွန်တော်မျိုးတွေကိုဟုတ်ကဲ့မင်္ဂလာပါအလုံးမိုင်ပေးထားတယ်လေကျွန်တော်ပြောတဲ့ဒီမှာဒီမိမ့်မွေးကနေ80က80လို့မွေးထိုးရမှာဖြစ်တယ်လို့ဒီ၃ညအလုံးမိုင်နေ၈လုံးမိုင်နေရာ အလီလီကြတယ်ဆိုတာတုံညာလုံးမိုင်လဲကြားခဲ့ပြီလေကျွန်တော်မျိုးတွေဘယ်နဲ့ကျင်ရှိပြီလဲအခုဒီရှိဒီရှိကလည်း ဆုံဆုံမမပဲလာသေးတယ်ဆိုဒီဆုံဆုံမမပဲထက်လာဦးမယ်နော်ဆုံဆုံမမပဲထက်လာဦးမယ်ဒါက5 star တို့မူရေးအဲ့ဒီဆုံဆုံမမပဲထက်လာဦးမယ်မမရိမဆုံဆုံမရရတော့ကျွန်တော်မပြောဘူးအဲ့ဒီဆုံဆုံမမပဲထက်လာဦးမယ်နော်ဟုတ်ကဲ့မင်္ဂလာပါအဲ့ကြတော့ဒီရှစ်လုံးမှန်ရှိတယ်နော်အဲ့ဒီမှာအခုလက်တွေ့ site က လေးငါလေးဒုကိုငါကိုဒုဒီကိုငါနဲ့ကိုဒုကနှစ်ခုစလုံးမှာပါနေတယ်ဒီငါငါငါ90ငါ3ကလေ3930အဲ့ဒီမှာကျွန်တော်ပြောတဲ့အခုမမတွေဆုံဆုံနေလာဦးမယ်ဆိုတာဒီမှာ ငါးငါးတွေ၃၃နေเนาะဒါမမတွေကြီးပဲဒီမှာငါး၃နေ၃၅တွေဟုတ်လားဒါပြောပြတာအဲ့ဒီကြတော့ဒီ၉၅နဲ့၉၃ကိုကျွန်တော်ထပ်ပြီးရွေးချယ်ရတဲ့အကြောင်းဒီလာပါပြီမမပါပဲဒီဟာကကျွန်တော်တို့ဒီဆိုင်ဒီဒီဆိုင်ကတော့ထုတ်ထားတာလေးတွေ ਨੇ ကျွန်တော်တို့ဒီအရှိပေ 933ပေါင်းရင်တတိ68တိဘဝ6တိနှခရှိတိ68ဂီဂူဒါကကျွန်တော်တို့ဖိုင်စတာတို့ဟိုးရင်နှုံးကလေးရတော့တဲ့နီးပညာတွေဖြစ်ပါတယ်เนาะဒီနှလုံးပေါင်းခြင်းကိုကိုဘဝလေးကိုနှခကြောင့်ကိုလေး6ဂီနဲ့တိ68ဂီ တွဲပြီးတော့တလေးဆိုတဲ့ကဏ္ဍဟာနောက်တည့်ရမှာကြားခဲ့ပါတယ်ဒီလိုပဲရှစ်လေးနှစ်မို့ရင်စလေးလေးဘောဘာကိုလက်ခံနှစ်လေးကိုနှစ်ကြီးကိုလေးရဲ့နှစ်ရဲ့ခွာပေါင်းခြင်းတိ6ရှစ်ကြီးနှစ်6ရဲ့မှာနောက်ရဲ့မှာထွက်ရမှာဖြစ်ပါတယ်ဆိုတော့နှစ်6ဆိုပြီးထွက်ခဲ့ပါတယ်အခု ကျွန်တော်တို့ဒီနေ့အတွက်63 3ဆိုတော့6 69 give to ခွာပေါင်းရင်6ရဲ့1 9ရဲ့ပေါင်းရင်5 93 3နဲ့ဆိုတော့ကျွန်တော်တို့6 9 60 63 တင်ငါတစေတိတုကိုငါကိုစေကုတုအဲ့ဒီကြတော့ကျွန်တော်တို့ဒီရ90ကိုငါကုတုငါဒီမှာလေလာပါလာဖြစ်တဲ့အတွက်တင်ခွက်လို့ရွေးချယ်အဲ့ဒီမှာလာပြီးထပ်ပြီးတော့

ဒီထဲမှာတင်ွက်တွေရွေးလို့ရတာဘယ်ဟာတွေလာလဲဆိုရင်ဒါเนาะပြသပြီးပြီเนาะအဲ့ဒီမှာဒီနှလုံးပေါင်းတာကိုကိုပါဝါလေးစီအလုံးပိုင်းနဲ့เนาะကိုပါဝါလေးဟာအလုံးပိုင်းနဲ့ကျွန်တော်တို့ဒီနှလုံးပေါင်းရင်တစ်တစ်6နဲ့တွဲပြီး၄တစ်၄6ဆိုတော့ဒီမှာ၄တစ် ်ဆိုရဲကနန်းပါခဲ့တယ်၄6ဆိုတော့၄1လေးချောက်တင်ခွက်ထွက်ရမယ်ဆိုတော့ဒီမှာလေးတစ်ဆိုပြီးထွက်ခဲ့ပါတယ်ဒီလိုပဲဒီအကြိမ်မှာလဲနှလုံးပေါင်းရင်တစ်တစ်ပါဝါ6အလုံးမိုင်နဲ့เนาะသူကအလုံးမိုင်နဲ့6အလုံးမိုင်နဲ့ဒီနှလုံးပေါင်းရင်နစ်နစ်ခွန်နဲ့6နစ်6ခွန်ဆိုတော့တင်ခွက်နဲ့ထိုးရမယ်ဆိုတော့เนาะ ဒီမှာ6နှစ်ဆိုတဲ့တင်ကွက် ထွက်ခဲ့ပါတယ်အခုလဲဒီနှလုံးပေါင်းရင်4ပါဝါ6ပိုင်းနဲ့เนาะအမျိုးတွေ4ပါဝါ6ပိုင်းနဲ့နေကုန်တော့နေကုန်တော့နှစ်ကွက်ထဲတင်ထိုးမှာ4ပါဝါ6ပိုင်းနဲ့ဒီနှလုံးပေါင်းရင်9 9ရဲ့ဆိုတော့ကိုငါเนาะ နောက်ဆုံးတကွဲတဲ့ထိုးမယ်ဗျာကိုင်းကားတကွဲသေးနော်မင်းအောမယ်နော်မင်းအောမယ်ဂျိုင်းနေတဲ့ရင်လို့နော်အဲ့ကြတော့ပေးတာမပေးတာကမျိုးတွေကျွန်တော်တို့ရဲ့ကံနော်အဲ့ကြတော့စေနာလေးတွေကောင်းကြပါ ကျွန်တော်တို့တင်ွက်ဒီဖြစ်စီဖို့ဟုတ်ကဲ့ပါမင်္ဂလာပါအဲကြတော့95 93ဆိုတဲ့ကနန်းသုံးွက်ကိုတော့မဖြစ်မနေထိုးပါလို့ကျွန်တော်ပြောရင်းနဲ့နောက်ထပ်တတိပေးစရာလေးဒါကတော့ကျွန်တော်တို့အထူးအထူးအထူးတွေတဲရမှာနောက်ရက်ဒီမှာ6ပြိတ်ဒီအရန်အကောင်းပါတယ်เนาะ 6ပြည့်ရံအားကောင်းပါလေခင်ဗျဒီကြံ့ရီမှာ6ပြည့်ရံအားကောင်းတာဖြစ်တဲ့အတွက်6ပြည့်များလာခဲ့ရင်ဒါလေးတော့စိတ်ဝင်စားရင်လှုပ်ထားပါနော်6ပြည့်ဒီလာမယ်ခိုင်မယ်မြမမထက်လာ အယူပွဲချက်တွေဖိုင်စတာတို့ရဲ့ဂရုမာနော်ပါနေတွေမိန်းဒီငနန်းနေဒါကြောင့်မို့လို့ထပ်ပြီးခေါ်ထားတာကြံ၃ရက်မှာနော်ထပ်ထိုးကြည့်နေတယ်ဆိုရင်ဖိုင်စတာတို့ဂရုအခွေကို လာယူလဲပါလို့ထပ်ပြောလိုက်ပါတယ်နော်အကျိုးရှိစေမယ်အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဖိုင်စတာလေရေးမှုပဲဖြစ်ပါတယ်နော်ကျတဲ့တောင်းနဲ့တံပိုးညီများတဲ့เนาะ ကနန်းနေငွေကြေးတွေထပ်မှန်ရရှိမှာဖြစ်တယ်လို့အာမခံပြောကြရင်တို့မင်္ဂလာပါကျွန်တော်ကတော့5 star လေးရေမှုပဲဖြစ်တယ်အမျိုးတွေအတွက်ကောင်းလို့ရရတွေကို အပတ်တိုင်းအခုနေတိုင်းမကြောက်တင်းခံနေတာဖြစ်တဲ့တွေ့မျိုးတွေကလည်းယုံကြည်ကိုးစားရဆိုရင် like ရ sharing တွေလုပ်ပေးဖို့တောင်းဆိုရင်လည်းအားလုံးမင်္ဂလာပါခင်ဗျာ ဝစိနှပြကျမ်းမှချမ်းသာပြီးလူရင်းဆန္ဒတွေပြည့်စုံပါစေလို့ဆုတောင်းပေးရင်နဲ့ဒီကနန်းနေရာနေဖြစ်ပေါ်လာတဲ့အခွေကြားရမယ့်အခွေနော်ဒီနေ့တောင်အောင်းကြီးအောင်းသွားမယ့်အခွေထိုးကြည့်နေဆိုရင်နိခွန်ကိုခွန်လေးနိခွန်တို့ညာရှင်ကားမှာအခုလာအခုရပြီလို့ပြောရင်နော်ဂရုရဲ့မိန်မွေးတွေလည်းထိုးရမယ့် နေတိုက်တည်းလေရမယ်လို့ပြောရင်းနဲ့အားလုံးမင်္ဂလာပါခင်ဗျာ